Hello အားလုံးပဲမိင်္ဂလာပါ United ရှိဦးကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ကွင်းလင်ကစားမှာဖြစ်တဲ့ Bruno Fernandes ကလက်ရှိ Nipia Rubin Ambodian လက်အောက်အာသူကွင်းလေပေါ့နော် The Deep Roma ကစားနေရတာ ਨੇ ပတ်သက်လို့ကျွန်တော်ပြောထားသလို ESPN ရဲ့ Rob Dawson ကလည်းလက်ရှိ Sergeant Redcliffe ပြောထားတဲ့အချိန်၃နှစ်ပြီးမယ်ဆိုတဲ့ကိစ္စနဲ့ Ambodian နဲ့ပတ်သက်လို့ ြောထားတဲ့အကြောင်းအရာတွေကျွန်တော်ရှိတယ်။ဒါလေးလေးနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါ။ဒါအားလုံးလည်းသိတဲ့အတိုင်းပဲကွင်းလေလူဘရူနိုဖာနန်ဒက်စ်ကတော့နီးပြရူဘင်အမ်မိုရီယန်လက်အောက်မှာသူ့ရဲ့ပုံမှန်နေရာမဟုတ်တဲ့ပေါ့နော်။ဆန်နမီဖီရိုမှာကစားနေရတော့တော်တော်လေးကိုသူယုံကန်နေရတယ်။သူရဲ့အကောင်ဆုံးပုံစံတွေလည်းကျွန်တော်မတွေ့ရဘူးပေါ့နော်။ဒါနဲ့ပတ်သက်လို့လည်းကျွန်တော်သူပြောထားတာတွေကျွန်တော်ရှိတယ်ပေါ့နော်။ဆိုတော့လက်ရှိအဲဒါကတော့တို့ဒီညကပေါ်တူဂီဆိုရဒီညကပေါ်တူဂီပွဲကစားမယ်ပေါ့နော်။ကစားမယ်ပွဲမတိုင်ခင်မှာအဲသူပြောထားတာပေါ့ဗျာ။ အမ်မိုရင်းရဲ့လက်အောက်ကျွန်တော်တို့ဒါအမ်မိုရင်းရဲ့လက်အောက်တရင်စာ sorry sorry နော်ဟာတခါကြီးဖွင့်ထားတာမသိဘူးအမ်မိုရင်းရဲ့လက်အောက်မှာကျွန်တော်တို့ဒီကွန်းလေဒီပါရူးမှာကစားနေရတာနဲ့ပတ်သက်ပြီးတော့သူကတော့ဟိုဟိုဘောလုံးကစားတာနှစ်သက်တဲ့သူတယောက်ဖြစ်တဲ့အတွက်ပေါ့နော်ဘယ် position မဆိုသူကတော့အကောင်ဆုံးကစားဖို့သူကြိုးပမ်းမှာပဲပေါ့နော်ညီပြအနေနဲ့ကျွန်တော်တို့ကနော်ညာနောက်ခံလို့ဖြစ်လေထားကစားလို့ကျွန်တော်ရတယ်လို့ဝင်းကာစပစ်ထားကစားခြင်းတလားနော်မလဲဂိုးသမားပစ်ထားကစားခြင်းတလားပေါ့တေချာတာတကူကတော့ဘယ်နေရာပဲညီပြကထားကစားခံခံ သူ့အနေနဲ့သူ့ဆွမ်းဆောင်ရည်အကောင်းဆုံးကိုပြသနိုင်ဖို့သူကြိုးပမ်းသွားမယ်ပေါ့ဗျာလူတိုင်းမှာတော့ကိုယ့်ရဲ့စိတ်ကြိုက် position ပို့ပြီးတော့ဗောနောနှစ်သက်တဲ့ position ဆိုတာရှိတယ်ဗောနောအဲဒါပြီးမဲ့လည်းလို့ကျွန်တော်တို့ဟာနီးပြားတယောက်ရဲ့ idea တွေကိုအစဉ်ပြေအောင်မြင်စေဖို့နဲ့ပတ်သက်လို့ရှိရင်နီးပြားတယောက်ပြောတဲ့အချိန်လိုက်ပြီးတော့ကျွန်တော်တို့က adapt လုပ်နိုင်ဖို့ကျွန်တော်လူတယ်ဗောနောနီးပြလူကျင်တဲ့နေရာကိုအကောင်းဆုံးကစားပေးကြဖို့လူတယ်ဗောဗျာဒါအပြင်အပြောင်းရွှေ့ transformer နဲ့ပတ်သက်လို့လည်း စော်ဒီကိုမပြောင်းခဲ့ဘူးဆိုပြီးတော့ကျွန်တော်ညင်းခဲ့တာကအဲကဘာဖလားနှစ်ဖြစ်နေလို့ကျွန်တော်မဟုတ်ဘူးပေါ့နော်အဲအဓိကကတော့ကျွန်တော်အနေနဲ့လောလောဆယ်မှာဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်မှာပဲဆက်ပြီးတော့နေချင်သေးတယ်အဲကလပ်တင်းရဲ့ဘက်ကလည်းကျွန်တော်ကိုဆက်ပြီးတော့ရှိစေချင်သေးတယ်အဲဒါကြောင့်ပဲကျွန်တော်အနေနဲ့ကျွန်တော်တို့ကျွန်တော်စော်ဒီအာရေဗျကိုမပြောင်းပြစ်ခဲ့တာဆိုပြီးတော့သူပြောသွားတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဒီ sorry နဲ့ပတ်သက်လို့ကတော့ပေါ့လေကြားထဲမှာအမျိုးမျိုးပြောနေကြတယ်မလားကျွန်တော်တို့ဟို Bruno Fernandes ဆိုလို့ရှိရင်လည်း သူကသူအရင်ကတည်းကအသင်းနဲ့ရှင်းရှင်းလေးလေးပြောပြီးသားပဲနော်မန်ချက်စတာယူနိုက်တက်အနေနဲ့သူ့ကိုရောင်းချင်တယ်ဆိုလို့ရှိရင်ပြဿနာမရှိဘူးသူကထွက်ဖို့အဆင်ပြေမယ်အကယ်လို့သူ့ကိုဆက်ရှိနေချင်သေးတယ်ဆိုလို့ရှိရင်လည်းသူ့အနေနဲ့ဆက်ရှိသွားမှာပဲဟိုကျန်တဲ့သူတွေကတော့ကဘာဗလာနှိမှုလို့ပါညာပြောကြယူမယ်ပေါ်တူဂီလေပြည်စင်အစ်တင်မှာဘရူနိုဖာနန်ဒက်စ်တို့ကကျွန်တော်တို့ဒီဆိုရီအာရီဗျာကိုပြောင်းကစားလို့ဆိုပြီးတော့နော်ကဘာဗလာလေပြည်စင်အစ်တင်မှာမပါတော့မဲ့အခြေအနေမျိုးတွေရှိမနေဘူးဗျာဖာနန်ဒက်စ်အနေနဲ့လက်ရှိပေါ်တူဂီမှာ ကွင်းလယ်မှာရေးကြီးတဲ့ကစားမတယောက်ဖြစ်ကျွန်တော်မြင်နေရတော့မယ်เนาะနံပါတ်10ရုံးမှာဆိုလို့ရှိရင်ဆိုတော့သူ့အနေနဲ့ Manchester United မှာပဲကစားကစား sorry AD ပြမှာပဲကစားကစားသူ့အတွက်ကကဘာဖလားအတွက်ကလေဝီစင်အတွက်ကအဆင်ပြေဖို့အတွက်ကပြဿနာမရှိဘူးဒါပေမဲ့တော့ United မှာပဲသူဆက်ပြီးတော့ရှိနေခဲ့တယ်ပိုဆိုတာက United မှာဆိုလို့ရှိရင်သူ့အနေနဲ့သူ့အကောင်းဆုံး performance တော့မှာပြနိုင်တဲ့နေရာမှာကစားနေရတာမဟုတ်ဘူးအဲ့ဒီတော့ဗောနော်ကျွန်တော်တို့ Bruno အတွက်ကတော်တော်လေးတိုင်ပက်ပြီမဲ့လို့သူ United မှာဆက်ပြီးတော့နေတယ် လာတာဆိုရဲဆိုရီအားလေးပြမှာ9သိန်းဝဲလောက်ကျွန်တော်ပေးမှာပဲဟုတ်တယ်မလားသူ့အတွက်ပြောင်းသွားရင်အရာအလုံးအပူကောင်းမှာပဲသူတို့လည်းပဲအတင်းကလက်မလို့စီချင်သေးတဲ့လက်မလို့ချင်သေးတဲ့အတွက်ဖာနန်ဒက်စ်ကိုယ်တိုင်ကလည်းအတင်းမပြောင်းခဲ့ရဘူးဒါကူသူကတော့ပြောထားတယ်ဗောနော်ကျွန်တော်ကတော့ဟိုလာဒီကဘာဖလားပြီးပြီဗောနော်ကဘာဖလားပြီးပြီဆိုလို့ရှိရင်တော့ဖာနန်ဒက်စ်နဲ့ဆိုရီအားလေးပြကိုပြောင်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်ကဘာဖလားပြီးပဲဖြစ်ဖြစ်ဗောနော်ဒါမှမဟုတ်ဆိုလို့ရှိရင်ဒီဘယ်လိုပြောလဲပရီးမီးယားလိဘောနော်ယာဒီပြီးပဲဖြစ်ဖြစ် sorry ကိုသူပြောင်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ထင်ကတော့ပြောင်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်အခုဒီနှစ်ပြီးလို့ရှိရင်ပြီးသွားပြီလို့ထင်တယ်အဲသူအသက်ကလည်း30နှစ်တွေပါလိဖြစ်လာတော့မယ် Manchester United အနေနဲ့လည်းငွေရောင်းရောင်းပြီးတော့ဗောနော်ကွန်းနေကစားမားတွေကိုအစားထိုးဖို့ကျွန်တော်ကြိုးပမ်းတော့မယ်ဒါအပြင်ဟို sorry arabia ရဲ့ဘက်ကလည်းထပ်ပြီးတော့ကန်းလန်းလာမယ်ဆိုလို့ရှိရင် bruno အတွက်ကလက်ရှိ manchester united မှာဖလားကြီးကြီးမားမားနဲ့ပတ်သက်ပြီးတော့သူအောင်မြင်မှုကံမကောင်းစွာနဲ့မရခဲ့ဘူးဆိုပေမဲ့လည်းသူ united မှာရှိနေတယ်เนาะ9နှစ်6နှစ်ကာလပတ်ဝန်းကျင်မှာတော့ သူ့ရဲ့အကောင်းဆုံးဆိုတာတွေကိုကျွန်တော်တို့ကလုတ်ပြသွားတာပဲအဲ့ဒီတော့သူ့အနေနဲ့ပေါ့နော်ထွက်ချင်ကြလို့ထွက်ရတဲ့အနေထားမျိုးမှာဒီယာဒီကိုရင်တော့သူဒိုးလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါဆောင်းတော့ကျွန်တော်ကြည့်ရမှာပေါ့လေအဲ့လိုအတင်းဘက်ကဖာနန်ဒက်စ်ကိုရောင်းချတဲ့နေရာကနေတန်း60လောက်ရတယ်ဆိုလို့ရှိရင်ကိုပဲလာမယ့်ຫນွေမှာမဆိုးဘူးကိုနော်ဒါကြောင့်ကျွန်တော်ကတော့ဖာနန်ဒက်စ်ရင်းနဲ့ဒီယာဒီကိုရင်တော့အတင်းပြောင်းတော့မယ်လို့ကျွန်တော်ထင်တယ်ညီတို့ရောဘယ်လိုမြင်ကြလဲကျွန်တော်လက်ရှိဖာနန်ဒက်စ်ကိုဒီယာဒီပြီးရင်အတင်းမှာဆက်ပြီးတော့တွေးရနိုင်သေးသေးလို့ကျွန်တော်ထင်ကြလားနော် ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးပါဆိုတော့နောက်တစ်ခုကျွန်တော်ဆက်ပြီးတော့ကျွန်တော်ကြည့်ရအောင်နော်နောက်တစ်ခုကကျွန်တော်တို့ဒီနီးပြရူဘင် MOD နဲ့ပတ်သက်လို့ပေါ့လေဒီကျွန်တော် Rob Dawson ESPN Rob Dawson ကျွန်တော်ပြောထားတဲ့အရာပါ ESPN Rob Dawson ပြောထားတဲ့အရာသူတမင်ကျွန်တော်တို့ဒါ MOD နဲ့ပတ်သက်လို့၃နှစ်အချိန်ပြီးမယ်။ဘာညာဆိုပြီးတော့စာချင်းကပြောခဲ့တဲ့စကားလုံးကကျွန်တော်တို့ဒီ United ပတ်ဝန်းကျင်မှာ တော်တော်လေးကိုကျွန်တော်နေများနေတယ်မလားเนาะပြောတာဆိုတာတွေကဒါနဲ့ပတ်သက်လို့သူရော့ဘတ်ဆန်ပြောထားတာရှိတယ်အဲ့ဒီ၃နှစ်အချိန်ပေးမယ်ဆိုပြီးတော့ဗောနော်အဲပြောလိုက်တဲ့အရာကသူ့အထင်တော့စာကျင်ကဗောနော်ဟိုပြောကျင်ရလျှောက်ပြောနေတယ်လို့ပဲဗောနော်သူထင်နေဗောဘာလို့လဲဆိုတော့ဟိုကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲမန်နေဂျာတယောက်ဆိုတာမျိုးကအဲ့ဒီ၃နှစ်အချိန်ရမှုကလည်းနိုင်ဖွဲ့တွေကရအောင်မှာအကယ်လို့နော်နိုင်ဘွေးတွေဇက်တိုက်မရှိဘူးပညာဆိုလို့ရှိရင်သူ့အတွက်အဲ့ဒီအသုံးနှစ်အချိန်ဆိုတာရှိလာမှာမဟုတ်ဘူးနော် ။စာချင်နေနဲ့လောလောဆယ်မှာအသင်းနဲ့ပတ်သက်လို့ရှိရင်အရာအလုံးကိုတော့ပြန်ပြီးတော့မှန်ကန်တင့်တော်လာအောင်ပြန်ပြီးတော့သူကြိုးပမ်းနေတယ်။ဒါအပြင်ကျွန်တော်နီးပြကိုလည်းပေါ့နော်နီးပြကိုလည်းကျွန်တော်ဒါထောက်ခံအားပေးကြောင်းသူ့အနေနဲ့တက်တည်ပြခြင်းနဲ့အတွက်ဒါမျိုးတွေပြောနေတာလို့ပဲသူယူဆတယ်ပေါ့နော်။သူယူဆတယ်ဒါအပြင်အဲမဟုတ်လို့ရှိရင်တော့ပေါ့နော်ကျွန်တော်သုံးနှစ်အချိန်ပြည့်တဲ့ဘာညာဆိုတဲ့မျိုးကသူပြောမှာမဟုတ်ဘူးပေါ့တကယ်တမ်းကဒါလည်းပဲကျွန်တော်တို့ရှိမှအကုန်ပြောခဲ့ကြတယ်လို့ပဲသုံးနှစ်အချိန်ပြည့်တဲ့ဆိုတဲ့မျိုးကဒီတိုင်းကြီးပြီးလို့မှကျွန်တော်မရတာ ဒီရမှာနော်နီးပြားကသူ့ဟာနေသူနိုင်နေမှနော်လုံလောက်တဲ့နန်ပွဲလေးတွေရှိမှ၃နှစ်အချိန်ပြည့်တယ်ဆိုတာကကျွန်တော်တို့အနေနဲ့အတိတ်ပဲရှိမှာပေါ့နော်ဇက်တိုက်ကြီးတိုင်ပက်နေပါတယ်ဆိုတဲ့နီးပြားတယောက်ကို၃နှစ်ကဘယ်သူမှအချိန်ပြည့်ရမှာမဟုတ်ဘူးဗျာဆိုတော့စာချင်းအနေနဲ့ပေါ့နော်ဒီတိုင်းပဲသူပြောလိုက်တယ်လို့ပဲကျွန်တော်ထင်ပါတယ်နီးပြားပုံမှာယုံကြည်လို့ရတယ်နီးပြားကိုအချိန်ပေးခြင်းလို့ကျွန်တော်ရတယ်ဒါပေမဲ့အဲ့လိုမျိုး၃နှစ်တိတိကျွန်တော်တို့အနေနဲ့စောင့်ကြည့်သွားမယ်ပြီးမှကျွန်တော် jazz လုပ်မယ်ဆိုတာမျိုးကနည်းနည်းအဲလက်တွေ့မဆင်ဘူးပေါ့နော်စာချင်းဘက်ကနေပြီးတော့ဆိုတော့နောက်တစ်ခုကျွန်တော်အနေနဲ့ ်မိုဒီနီနဲ့ပေါ့နော်လက်ရှိအသင်းတာဝန်ရှိသူတွေရဲ့ဘက်ကနေပြီးတော့သူ့ကိုပေးထားတဲ့ support နဲ့ပတ်သက်ပြီးတော့ပျော်ရွှင်နေတယ်လို့သူထင်လားပေါ့နော်သူအားရချင်တယ်လို့ထင်လားပေါ့ဒီနေရာမှာအဲလက်ရှိအမ်မိုဒီနီနဲ့ပေါ့နော်သူရှေ့ဆက်ဖို့နဲ့ပတ်သက်ပြီးတော့အသင်းတာဝန်ရှိသူတွေစီကနေရထားတဲ့ support တွေကသူ့အနေနဲ့တော်တော်လေးကိုဝမ်းသာစရာဖြစ်လိမ့်မယ်လို့သူထင်တယ်ပေါ့နော်လောလောဆယ်မှာတေးကြတာတခုကတော့သူဟာလုံးဝ pressure အောက်ရောက်နေတယ်ဆိုတာကိုတခြားလူတွေတည်းသူကအကုန်ပို့ပြီးတော့တည်တယ်ပေါ့နော်သူအနေနဲ့လောလောဆယ်မှာဆိုလို့ရှိရင် press conference နေမှာဆိုလို့ရှိရင်လည်း เนาะဒီကိစ္စတွေเนี่ยပတ်သက်လို့သူပြောခုတာတွေကျွန်တော်ရှိတယ်เนาะဒါအပြင်ကျွန်တော်ဒါစာကျင်နေနဲ့လေပေါ့เนาะဟိုစာကျင်ရတော့ဗျာစာကျင်ဘက်ကတော့ဒါဟာယာတီတစ်တခုပါညာဆိုပြီးတော့သူပြောကောင်းပြောလိမ့်မယ်ပေါ့เนาะဒါပြီးမဲ့လေလို့ကျွန်တော်ပြီးခဲ့တဲ့ယာတီကကိစ္စကိုကျွန်တော်မေ့မရဘူးဘာလို့လဲဆိုတော့ MODIN လို့ကျွန်တော်ပြောလိုက်ရင်ဒီယာတီတီးတန့်ကိုပဲကျွန်တော်ကမြင်ကြတာမဟုတ်ဘူးဗျာပြီးခဲ့တဲ့ယာတီကလည်းကျွန်တော်မြင်ကြတာပဲเนาะဒါပြီးမဲ့တစ်ခုရှိတာကတော့ပြီးခဲ့တဲ့ယာတီကိုကျွန်တော်ပြန်တွေးကြည့်ရင် MODIN ကအသင်းကိုလာကျင်ခဲ့တာမှမဟုတ်တာเนาะဘာလို့လဲဆိုတော့ ယာဒီအစမှ तू ကလာချင်းတာနော်ယာဒီစမှ तू လာချင်းတာနောက်ယာဒီစမှဒါပေမဲ့အတင်းဘက်ကလည်းမဟုတ်ဘူးမင်းအခုချက်ချင်းလာရမယ်ပေါ့အတင်းဘက်ကမဖြစ်မနေဆိုသူတို့တွန်းအားပေးခေါ်ကြတဲ့ပုံစံမျိုးဖြစ်နေတာအဲ့တော့ sergeant reglip တို့ဘာလို့ကပြီးခဲ့တဲ့ယာဒီကိုသူတို့ကဗောနော်အရေးပါတယ်လို့သူတို့ကသတ်မှတ်မထားဘူးဒီယာဒီအစဖြစ်တဲ့အတွက်ဒါအမိုရင်ကိုစပြီးတော့အချိန်ပေးတာလို့ပဲအတင်းတာဝန်ရှိသူတွေဘက်ကယူဆထားတယ်ပေါ့အဲ့တော့နီးပြရူဘင်အမိုရင်အနေနဲ့ဗောနော် sergeant reglip တို့ဘာလို့အတင်းတာဝန်ရှိသူတွေဘက်ကကစားမခေါ်ယူပေးထားတာတွေဘာကြီးနဲ့ပတ်သက်ပြီးတော့ ် MODIN ကဒီအဆင်ပြေပျော်ရွှင်နေလိမ့်မယ်လို့သူထင်နေပေါ့ဗျာအဓိကတော့နီးပြတစ်ယောက်ကလည်းဘာအားပေးထောက်ခံမှုမှမပါဘဲနဲ့ကျွန်တော်တို့ရှေ့ဆက်ခြင်းလို့ကျွန်တော်မရဘူးအတင်းတောင်းရှိသူတွေဘက်ကပဲဖြစ်ဖြစ်ပြိတ္တတွေစီရပဲကျွန်တော်တို့ဖြစ်ဖြစ်အားပေးထောက်ခံမှုတွေဆိုတာကျွန်တော်လူတွေပေါ့နော်စိတ်ရှိမှုတွေဆိုတာကျွန်တော်လူတွေပေါ့ဗျာအဲဒီတော့လည်းပဲအဲ့ဒီစိတ်ရှိမှုတွေဆိုတာဒီတိုင်းကြီးတောင်းလို့မရဘူးနီးပြကငါ့ကိုစိတ်ရှိလို့ရှိရင်တော့ဘယ်လိုဘယ်လိုဖြစ်လာနိုင်နေဆိုတာမျိုးကိုပြနိုင်တဲ့ပုံစံမျိုးမြင်ရအောင်လုပ်ပြမှကျွန်တော်အရင်ဖြစ်မှာ အဲ့တော့အတင်းတောင်းရှိသူတွေရဲ့ဘက်ကတော့ဒီတိုင်းပြောမှာပေါ့ဗျာသူတို့ကတော့ကျွန်တော်တို့လို emotion တွေဖြစ်လို့မှကျွန်တော်မရတာအာဒီပွဲမနိုင်မှုကထုတ်ရထုတ်ရကျွန်တော်သွားလို့မရဘူးဒါပေမဲ့လည်းလို့ MOD အနေနဲ့အတင်းမှာသူ့အနေနဲ့ဘယ်လောက်ထိ pressure တွေရင်ဆိုင်နေရတယ်လဲဆိုတာသူအတိဆုံးပဲဘယ်လောက်ပဲ၃နှစ်အချိန်ပေးပါမယ်ပြောပြောနောက်ထပ်၂နှစ်အချိန်ထက်ပြီးတော့ပေးပါမယ်ပြောပြော MOD အနေနဲ့နိုင်ပွဲတွေရအောင်ဆွမ်းဆောင်နိုင်မှကိုကျွန်တော်ရမှာဆိုတော့ညီကလေးအနေနဲ့ဘယ်လိုမြင်ကြလဲ Ruben MOD အနေနဲ့ရှေ့ဆက်ဖို့ဆိုလို့ရှိရင်တကယ်ပဲဘယ်လောက်ပဲပြီးခဲ့တဲ့ရာသီကလို့တိုင်ပတ်တိုင်ပတ် စာချင်းမျိုးဒီရာဒီမှာဆက်ပြီးတော့အချိန်ပေးလိမ့်မယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်